ယဟန်တပါးသည်မြတ်စွာဘုရားထံမှကမ္မထမ်းယူ၍ဝါရင်း၃လပတ်လုံးတရားအားထုတ်တော်လဲအကျိုးထူးများမဖြစ်ထွန်းသဖြင့်လုံလဝရိယအားစိတ်ဓာတ်ကြနေသည်ထိုယဟန်ကိုအကြောင်းပြု၍ဤအတိတ်ဆက်ကြောင်းကိုဗုဒ္ဓဘုရားရှင်သည်ဟောတော်မူသည်ရှေ့လွန်လေပြီးသောအခါဘာယန္တရီမြို့တော်၌ဗြဟ္မတမင်းကြီးထီနန်းဆိုးဆံနေစဉ် ဖျားလောင်းသည်လဲကုန်တဲ့မျိုး၌ဖြစ်၏ဝင်ပြပါသောလဲစီ900ဖြင့်59ယူဇနာကျဲသောတဲကန်နိုင်ရတစ်ခုကိုဖျက်ခါကုံရောင်းထွက်ခဲ့လေသည်ကန်နိုင်ရပူပြင်းမှုကြောင့်ညာဘိုင်းတွင်သာခရီးသွားနိုင်ပြီးမိုးလင်းသည့်နှင့်ရောက်ရာရက်တွင် လဲဖြုတ်၍တဲဆောက်နားနေကြရသည်တဲကန်နိုင်ရ၏ ကျေပြတ်မှုကြောင့်နက္ခတရာနားလေသူကိုလမ်းပြဖြစ် ခေါ်ယူကခยีထွက်ခဲ့ကြလေသည်59ယူဇနာခီးတို့ ရောက်သောအခါယခုတညမောင်းလိုက်လျင်တဲခဏရာမှလွတ်တော်မြည်ဟုလမ်းပြကပြောပြလေသည် သူစကားကြောင့်လှဲသားများသည် လက်ကြံရိတ်ခအားလုံးကို သုံးဆွဲပြစ်လိုက်ကြရာတောက်ရည်ပင်မကြံတော့သူတို့အဖွဲ့သည် ညနေစာစားပြီးသည့်နေ့ထိုစခန်းတစ်ထောက်မှထွက်ခွာ꿰ကြသည်လမ်းပြသည့်လဲပေါ်တွင်ထိုင်လိုက်လာရင်ဝဲဘက်ကို꿰ရာဘက်ကို꿰လိုက်ရှေးတက်တဲ့မောင်စသည့်ဖြင့်ညွန်ပြပေးနေသည်သူသည်အေးပြက်ခဲသည့်ညာပေါင်းများစွာဖြစ်သောကြောင့်လမ်းညွန်နေရင်ကအိပ်ပျော်သွားခဲ့သည်လမ်းညွန်သူမရှိသဖြင့်နွားတို့သည် မောင်းလာခဲ့ရာ လာယာလန်းသို့ ပြန်လည်ရောက်ရှိသွားကြပြီးမိုးလင်းချိန်တွင် စခန်းဟောင်းသို့ပြန်လည်ရောက်နေကြောင်းသိလိုက်ရသည်လေမူကြီးသည်စောစည်းစွာရေရှာထွက်ခဲ့ရာရေကိုကမတွေ့နေစာမျက်ဖောက်ကလေးတစ်ခုကိုသာတွေ့ရ၏ဤမျက်ဖောက်အောက်တွင် ရေရှိနိုင်ကြောင်းခံမှန်းပြီးသည်ဖြစ်လဲများလဲသားများအားထိုနေရာကို တူးဖော်စေခဲ့သည် တောင်60အနက်ထိတူးမိကြတည်တိုင်ရေကိုမရရှိပဲကြောက်ဖြာကြီးတစ်ခုခံနေသဖြင့်လဲမှုကြီးဒီခွန်အားပလနှင့်ပြည်စုံ၏ဇွဲ လုံးလဝရိယကြီးမာသော လက်ဆွဲတော် လူငယ်တယောက်အားကြောက်ဖြာကိုထုဖြိုခိုင်းရန်တောင်းဝင်ပေးလိုက်လေသည်လူငယ်သည်တန်တူကြီးဖြင့်ကြောက်ဖြာကိုထုခွဲရာကြောက်ဖြာကြီးကွဲထွက်၍ထန်းလုံးပမာဏရှိသောရေလုံးကြီး န်းထွက်လာခဲ့လေသည်ရေရလာ၍လူများနှွားများအသက်ပြီးမှချမ်းသာရာရသွားကြပြီးချက်ပြုတ်စားတော့ကြကညနေနေဝင်ချိန်တွင် လိုရာခီးသို့ဆက်နိုင်ခဲ့ကြတော့လေသည်ဇက်ပေါင်းတော်လက်ဆွဲတော်လူငယ်နှင့်ဝရိယလျှော့တော်လှဲသားများဗုဒ္ဓ၏ပရိသတ်လဲမှုကြီးဗုဒ္ဓအနှစ်ချုပ်တော်ဒုက္ခနောက်မှဒုက္ခရှိတတ်လေပါသည်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ